အဲ့ဒီအချိန်မှာကလေးကငိုတယ်ငိုပြီးတော့အရပါအဲ့ငိုတဲ့ကြားကိုကျွန်တော်ညီမအကြီးမဖွင့်လိုက်တော့အတွတ်တွေ့တာ तू ကဖွင့်မကြိုက်ဗဒေးမမှာ तू ဖွင့်လိုက်ဗဒေးမတွတ်တွေ့တာ तू ကလမ်းဆွဲထားရည်တာဆွဲပြီးတော့ဆွဲတဲ့အချိန်မှာကလေးကငိုနေလားငိုတယ်ငိုပြီးတော့အကေသားပါရမ်းကြောက်နေမှာပေါ့ तू ကတိရဘယ်လိုတွေပြောသေးလဲငိုတယ်ငိုတယ်ငိုပြီးတော့ကျွန်တော်အိမ်မှာပိုက်လာပြင်နေတဲ့အဲ့ဂျမားဆိုရယ်ကလေးရဲ့သူတပည့်နှစ်ယောက်ရယ်ကကျွန်တော်ညီမအကြီးမညောင်းလာတော့တခါထပ်ပြီးတော့ပြေးထားပါတော့ပြေးထားပြီးသမီးဘာမှဖြစ်နေတော့ဘာမှဖြစ်ဘူးဘာမှဖြစ်ဘူးစကားပြောပြီးနေပြောပြီးနေနေပြီးတော့မှသမီးကိုကယ်ပါနော် တမီးကိုကယ်ပေးပါနော်သူကပြအငိုးတိတ်သွားပြီအဲ့လိုပြောတာတမီးကစပိုင်ဒါမန်ဆိုပြီးတက်ဆောစပိုင်ဒါမန်ဆိုပြီးတက်ဆောဟိုနေ့ကလာကတော့ပြတမီးစပိုင်ဒါမန်စပိုင်ဒါမန်ဖြစ်ရှင်သေးလားဆိုတော့တော်ပြီကတမီးကငယ်တော့မဖြစ်တော့ကြီးမှပဲပြန်ဖြစ်တော့မယ်စပိုင်ဒါမန်စပိုင်ဒါမန်တော့အဲ့ချာသူ့အမီတွေကလည်းအမီတွေတော့လည်းအရင်ကယူဆိုင်တာနော်ကလေးကိုမျက်စိအောင်ကပြောက်ခါတာမဟုတ်ဆော့ဆိုအဲ့မှာ ရောက်နေတဲ့အချိန်မှာသူကအပေါ်တက်အောက်ထပ်ထက်ကူးတင်ထားတာနှစ်ထပ်ပေါ့နော်မှန်ကရှစ်လွာမျိုးသူကပြုတ်ကျတဲ့နေသားဆိုထက်ကူးပေါ်ဆိုကိုးလွာလို့ပြောနေတာအဲ့ဒီနေသားအဲ့ဒါသူကအောက်မှာထမင်းစားခြင်းထမင်းစင်ကူးလိုက်မယ်ဆိုပြီးထမင်းစင်ကူးတာသူကမောင်နှမ၃ယောက်ဆော့နေဝင်ဝဲ၃ယောက်ပေါ့နော်ဟုတ်လားဆော့နေတဲ့အချိန်မှာသူမြေဆွဲထားမယ်ဆိုတော့ clear နေရလာတာလည်းဖြစ်တာပါမထင်နဲ့သူကရန်ကုန်ကပရင်းပေါက်တွေပါတယ်အဲ့လိုပါတယ်တိတ်ကွာပြီးသူပရင်းပေါက်ဖွင့်ပြီး Spider-Man ဆိုပြီးတော့ခေါ့တာ

ပဲကလေးပဲကလေးပဲကလေးလည်းမသိဘူးဆိုပြီးရတာကျွန်တော်ခန်းထဲတကားပွင့်ကြည့်ရလည်းမရှိဘူးကွာအဲ့အင်ရှိထွက်ကြည့်လိုက်တော့မှအဲ့ဒီကျွန်တော်တို့ဂရေမောက်ပါလာမောင်ဝမ်နဲ့ဘေးတိုင်နဲ့တထွာလောက်ပဲလွတ်တော့တယ်အဲ့နေရာမှာလာညက်နေတယ်ကလေးလေးကအဲ့ဒါကျွန်တော်ညမှာအကြီးမားတွေ့ပြီးတော့လမ်းဆွဲထားလိုက်တာပေါ့နော်ဆွဲထားလိုက်ပြီးကဲကဲဆိုအောက်ကနေပြီးတော့ဟိုဟာတွေကရောက်လာအဲ့အဲ့ချိန်မှာဟိုဟာကဲစေးတွေက15မိနစ်လောက်နေရောက်လာပြီးအဲ့လိုကဲရတာပေါ့နော်အဲ့ကလေးကအဲ့ကလေးကကံကောင်းတယ်ဘာမှလည်းတွေ့ထူးမဖြစ်လိုက်ဘူးပြီးတော့နည်းနည်းပုံရပဲရလေးလောက်နေပဲအဲ့ဒါနောက်နေ့ကျတော့ နေကောင်းတော့လာကတော့ဘေးနဲ့မင်းနဲ့ဟုတ်တယ်ကန်ကောင်းတယ်ကျွန်တော်တို့အပေါ်ထက်မှလည်းလူမရှိဘူးအောက်ထက်မှလည်းလူမရှိဘူးပြီးတော့ကျွန်တော်အိတ်ခန်းကိုပြောင်းလာနှစ်ရက်မြောက်ပထမတစ်ရက်အိမ်ပြဒုတိယရက်ပစ္စည်းတော်ထိုင်မချရသေးဘူးအိမ်မှာအဲအဲ့ဒီအချိန်မှာပဲအဲ့လိုဖြစ်လာကျွန်တော်ထက်မှပဲလာပြီးတော့ဒီဒီတထွားလောက်ပဲလွတ်တယ်အိမ်ကြီးကလေအိမ်ကြီးလေးမှာလာပြီးတော့ဘယ်လိုပြောလဲဆိုတော့လာတစ်နေတာပေါ့နော်ကန့်လန့်ကန့်အဲ့ပတင်းပေါက်မှာပေါင်းမှာဒီကွန်ကရစ်ကတထွားလောက်ပဲရှိမှာပြီးတော့တန်ပန်းလေးရှိမှာအဲ့တန်ပန်းမှာလာချိန်အဲ့ဒီအချိန်မှာကလေးကငိုတယ်ငိုပြီးတော့အရပါအဲ့ငိုတန်ကြတော့ကျွန်တော်ညီမအကြီးမှာဖွင့်လိုက်ပြီးတော့ အဲ့တော့တွေ့တာ။ तू ကဖွင့်မကြေးဘယ်ဒီမှမှာ तू ဖွင့်လိုက်ဘယ်ဒီမှာတော့တွေ့တာ။ तू ကလှမ်းဆွဲထားရည်တာ။ဆွဲပြီးတော့ဆွဲရရှင်မှာတကယ်မိုးနေလား။မိုးနေ။ငိုပြီးတော့အကေကြပါရမ်းကြောက်နေမှာပေါ့ तू ကတွေ့တာ။ဘယ်လိုလဲပြောသေးလား။ငိုတယ်ငိုတယ်ငိုပြီးတော့ကျွန်တော်အိမ်မှာပိုက်လာပြင်နေတဲ့အိမ်ဂျမားဆိုကလေးရဲ့ तू တပည့်နှစ်ယောက်ရဲ့ကကျွန်တော်ညီမဒီမှာညောင်းလာတော့တခါထပ်ပြီးတော့ပွေထားတာပေါ့နော်။ပွေထားပြီးသမီးဘာမှဖြစ်နေတော့ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူး။အဲစကားပြောပြီးနေပြောပြီးနေနေပြီးတော့မှသမီးကိုကယ်ပါနော်။သမီးကိုကယ်ပေးပါနော်။ तू ကပြအငိုးတိတ်သွားပြီအဲ့လိုပြောတာ။ ပဲပြီးတော့ပြီးသားရေဟိုကယ်ဆေးတွေဘူးတို့ဖွဲ့လာပြီကယ်ဆေးတွေရောက်လာကြတယ်ရောက်လာသူတို့ hydraulic cutter တွေနဲ့သူတို့ cutter ကလည်းအဲ့ cutter ရောက်လာတယ်နေ့ရက်သုံးရက်ပဲရှိတယ်ပြောတယ်ဒီကလေးကိုပထမဆုံးကယ်ရတာသူတို့ကလည်းအဲ့ကလေးကံဘလောက်ကောင်းလဲဆိုတော့ပေါ့နော်အဲ့ cutter ကိုဖြတ်ဖြတ်ပြီးတော့ကလေးကိုဆွဲလေးဆွဲကလေးကရီးပြီးတော့ထွက်လာတယ်အဲအဲ့ချိန်မှာလေပျော်လာပေါ့နော်သိရပါကလေးကိုရှိတယ်ကျွန်တော်အဲ့ဘေးနားမှာရှိနေတာတော့ရှောက်ကဟုတ်ဟွာလက်နဲ့ဆွဲတာကလုံညိုးတွေမရောက်ခင်ဒီဆိုမှ15မိနစ်20လောက်ကြာမယ်အဲ့လောက်အဲ့လောက်ထိန်းထားရတယ်ပြီးတော့ဟုတ်တယ် ခလေး तू တတိလည်းမလွတ်ဘူးအရန်တိတက်တယ် तू 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 စိတ်လေးနဲ့ तू ပေါ့လေအဲ့ခလေးကအဲ့ဒါလည်းပါပြီးတော့ तू ယူကဲပါတော့ तू ယူကဲပါတော့တစ်ချိန်လုံးကလို့လीပြီးတော့အဲ့တော့ဒီလိုခြိထားပြီးတော့သူ့ဦးလေးတယောက်ကအပေါ်ကနေတွေ့ပြီးဆင်းလာတယ်ဆင်းလာပြီးတော့ခလေးကိုအောက်မှာဒီလိုသူတစ်ဆင့်ပြန်ပြီးတော့အောက်ကနေသူပြန်ထိန်းထားပေါ့ပခုံးနဲ့ထိန်းထားပေးရပေါ့ပြီးတော့အပေအပြင်ကနေနှစ်ယောက်လောက်ကဒီလိုခြိထားပေးရတယ်ဟယ်လိုအိမ်ဖြတ်လိုက်ပြန်ရပိုးလင်းတို့အိမ်ဟုတ်တယ်ကျွန်တော်ဟုတ်ခဲ့ရောက်တာအဲ့ဒါနှစ်ယောက်တော့မရလေတညပဲရသေးတယ်ခန်းအိမ်သိပြောင်းလာ တော့လုပ်ပြရတော့ဗောဒါလူတဲ့အရေးကြီးတယ်ဒီမှာအဲ့ဒါဟုတ်ဟောနော်ဟောသူအဖေကတော့ဟိုနိုင်ငံမှာလုပ်လို့နေရပြောတယ်သူမိဘနဲ့သူအမေနဲ့ဟိုဟာနဲ့သူအဖွားနဲ့ဗောလေသူဖွားသူ့လေးတွေရောက်လာပြီးတော့ကလေးကိုလိုပြောမယ်ဆိုတော့အသက်တောင်ရှိမှမထင်ဘူးပေါ့သူတို့စိတ်ကလည်းလောလောကြီးကြလာတယ်ဆိုတော့အဲ့ဒါနေလိုက်တော့ဟိုဟာအသက်ရှိတယ်အသက်ရှိတယ်ဆိုတော့သူတို့လည်းတော့ဟိုဟာစိတ်အသက်ဖြစ်ပြီးတော့ဝမ်းသာသွားတာပေါ့ ပြီးတော့မှအဲ့ခိုးရိမ်ကျွန်တော်တို့တောက်လျှောက်လိုက်ပြီးတော့အမအေးစေးဘာမှမဖြစ်ဘူးကလေးဟိုပါဖြစ်တယ်ကျွန်တော်တို့ကုပေးမယ်ကုပေးမယ်အဲ့ဒါတောက်လျှောက်ပဲပြရလုံးညဟုတ်တကားတကားအမေကဒီဘယ်ဘောက်ကဒီလိုတပေါက်ဒီအိတ်ရှစ်ပါနဲ့နှစ်ပေါက်ရှိတယ်ဟုတ်လားအိတ်နှစ်ပေါက်မှာအမေကဒီဘက်ပေါက်ဖွင့်တယ်ဒီဘက်ပေါက်မှာ तू ကအလဲပေါက်မှာကြီးမဖွင့်ဖွင့်နေတွေ့တယ်ဟဲ့ကလေးချစ်တော်လေးဆိုလက်ဆွဲထားတာလေအဒီကြောင့်ညီမအကြီးမှာငူရက်တော့မှာပေါ့သူကတင်နေဆိုရောက်လာအဲအဲ့အချိန်မှာကိုခဏငူနေသေးတယ် တငိုနေသေးတယ်ဆိုတာတမီးကိုကဲအောင်တမီးကိုကဲအောင်ဆိုတမီးကိုကဲပြပါဆိုအဲ့လိုအဲ့လိုလေးပေါ့နော်အဲ့တော့ကျွန်တော်မှလည်းဗီဒီယိုဖိုင်ရိုက်ထားရရှိတယ်။အဲ့ဘယ်လိုကြောက်သွားတယ်ဘာလို့ပြောပြောလား။ဟမ်။ပြောလား။ကြောက်သွားတယ်ပြောတာ။ဟုတ်တော့မလို့တရားလား။တမီးကစပိုင်ဒါမန်ဆိုပြီးတက်ဆော။စပိုင်ဒါမန်ဆိုပြီးတက်ဆော။ဟိုနေ့ကလာကတော့ပြောတမီးစပိုင်ဒါမန်စပိုင်ဒါမန်ဖြစ်ရှင်သေးလားဆိုတော့။တော်ပြီးကတမီးကငယ်တော့မဖြစ်တော့ကြီးမှပဲပြန်ဖြစ်တော့မယ်စပိုင်ဒါမန်။စပိုင်ဒါမန်ဆိုအဲ့ချက်သူ့အမိတွေကလည်း အမေတော်တွေကလည်းအရင်ကယူဆိုင်တာနော်ခလေးကိုမျက်စိအောင်ကပြောက်ခံတာမဟုတ်ဆော့ဆိုအဲ့မှာရောက်နေတဲ့အချိန်မှာသူကအပေါ်တက်အောက်ထပ်ထပ်ကူးတင်ထားတာနှစ်ထပ်ပေါ့နော်မှန်ကရှစ်လွာမယ်သူကပြုတ်ကျတဲ့နေသားဆိုထပ်ကူးပေါ့ဆိုကိုးလွာလို့ပြောနေတာအဲ့နေသားအဲ့ဒါသူကအောက်မှာထမင်းစားချင်တယ်ထမင်းစင်ကူးလိုက်မယ်ဆိုပြီးထမင်းစင်ကူးတာသူကမောင်နှမ၃ယောက်ဆော့နေဝင်ဝဲ၃ယောက်ပေါ့နော်ဟာလားဆော့နေတဲ့အချိန်မှာတမီးကဆွဲထားမယ်ဆိုတော့ခလေးကနေရလာတာလည်းဖြစ်တာပါမထင်နဲ့သူကရန်ကုန်ကပဒင်းပေါက်တွေပါတယ်အဲ့လိုပါတယ်တိတ်ကွာပြီးသူပဒင်းပေါက်ဖွင့်ပြီးစပိုင်ဒါမန်ဆိုပြီးတော့ခုန်ဆော့တာ အဲ့လိုဆော့လိုက်တာပါဘို့ဆိုပြုတ်ကြတာအော်ခလေးကတည်တည်ချင်းဟိုကျန်တဲ့နှစ်ယောက်ကဆင်းပြောတယ်မိလို့အော်ချက်ချင်းလိုက်တော့အပေါ်မှာမရှိတော့ခလေးကပဲကြားမှမသိဘူးအဲ့ကိုလိုက်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 ကျွန်တော်ခန်းအော်တဲ့အချိန်မှာခန်းထဲမှာရောက်လာတယ်လို့အချိန်လုံးသွားပြင်မယ်စပိုင်ဒါမဲဆိုပြီးဘယ်မှမမတကားဝင်တက်ဆော့တာလေသူကလို့အဲကဲသေးတမားကြီးရောက်လာတဲ့အချိန်မှာတော့သူငိုတိတ်သွားတယ်တိတ်သွားတယ်ပြီးတော့တမီးကိုကယ်ပေးပါအောက်ကလည်းသူလေးကလည်းထန်းထားပေးတာဟုတ်ခဏပဲပြန်ပြည်ရလဲနှစ်ယောက်လောက်ကဒီလိုကျိုးဝင်နေတယ်သူဆွဲတာဖက်ထားတာအဲ့ချိန်မှာဟိုလူမှုအသင်းအနေနဲ့ရောက်လာပြီးမိသက်တွေလည်းရောက်လာပြီးလူဆုံရောက်နိုင်ပြီ ။ရောက်တဲ့ချိန်မှာအဲ့လိုဖမ်းဖမ်းပြီးတော့ကွာလှုပ်ထားလိုက်တာပေါ့။ဟုတ်ပါတယ်ဒီဒီလိုတွေ့လိုက်တော့ဘလို့ပြည်ပြီးဖြစ်မှာမသိဘူး။ပြီးတော့ခေါင်းကလာတော့လည်းအဲ့မှာကြည့်ပြီးပျော်နေရတာပေါ့ကလေးကိုကြည့်ပြီး။အဲ့ကဆော့ကလေးဆိုတော့လေ၃နှစ်ကျော်ကျော်လေးဆိုတော့လေဆော့လာပေါ့။ဒီနှာခေါင်းကဒီတွေးနေနေလေးထွက်တယ်။ဒီကြောလားမှာဒီလိုပုံးရလေးရှိတယ်လက်မှာဒီလိုပုံးရလေးအဲ့လားပဲ။အံ့ဩစရာဘာမှမရှိဘူး။အဲ့လောက်ပဲ။အဲ့ဒါညအညချက်ချင်းစေးရုံကြီးခေါ်သွားတယ်ခေါ်သွားပြီးတော့သူတို့စစ်စစ်တာကြီးလုပ်တယ်အတော့ဆောင်ဟိုကောင်းနေပါစီးစကင်နေကြိုက်တယ်ဘာမှမဖြစ်ဘူးအဲ့တော့じゃဟုတ် တော့တပတ်လောက်တော့စောင့်ကြည့်လို့တော့ပြောတော့ဗောနော်ဟုတ်တယ်သူ့ကိုခြီးပြီးထွက်လာကြတယ်ပြုံးနေသူကသူ့အမေမေတွေ့လိုက်ရအမေတွေ့လိုက်ရတော့ဟိုအမေတွေ့လိုက်ရအဖွားလည်းတွေ့လိုက်ရတော့မပြုံးပြီးထွက်လာသူ့ဘာသူတော်တော်တူလေးလားလို့လဲကြမလို့ဖြစ်ပါညာလိုက်တော့အရန်ဟိုဆိုးဆိုးချိန်တာချစ်လဲချစ်ဆိုးဆိုးလဲဆိုးချိန်တာဗောနော်ဒီမှန်မသိဘူးဗောနော်ဒီကလေးတယောက်ကဒီလိုအသက်ရှင်သွားနေလိုက်ရတယ်ဆိုတော့ဟိုပြောတယ်အခုတွေးကြည့်လိုက်လည်းပြန်ပြောတယ်ဗောနော်အဲ့ဒီကလေးပြန်လာပြီးတော့ကျန်တဲ့မှာလည်းဆော့နေတာမြင်တော့လေ တို့ဟိုလာပေါ့ပါရလားတိတယ်သူတိတယ်ရောက်လာတယ်သူတိတယ်တမိကလည်းမစော့တော့ဘူးတော်ပြီတဲ့စပိုင်ဒါမန်ကြီးမှဖြစ်တော့မယ်တဲ့ငယ်တော့မဖြစ်တော့ဘူးတမိဘကလည်းအရင်ကယူဆိုင်တယ်တူတူမေဆိုတော်တော်ယူဆိုင်တာအဲ့ထမင်းခူးနေတယ်တစ်ချက်လေးပဲပထမကလည်းပိတ်ထားတာသူကတက်ဖွင့်ပြီးခုံကောင်းနဲ့တက်ဖွင့်ပြီးစော့တာဟုတ်တယ်ကလေးကတင်ဦးစီတော့တမိဖြစ်လိမ့်မယ်အဲ့တိရဘက်တွေ့တယ်ငယ်သေးတဲ့သူမိဘကြီးလည်းအလားအလာကြီးကြီးတော့တကယ်တမ်းသာအဲ့ကျွန်တော်တို့တိုက်ကလည်းဘေးတိုက်နေတာအောက်ကိုဒီလိုလေးကတ်သွားတယ်အဲ့ဒါပါတယ် ဒီတိုင်းဒင်းစင်းသွားရင်ကလေးအောက်မှာတန်ချုံနေပြီတက်ချင်နေလားမမြင်ဘူးကျွန်တော်အဲဒီကန်တေးရတာလောကမှတ်တရဒီခန်းရောက်ပြီးမှဘဝမိတ်မရနိုင်ဖြစ်ဖြစ်တခုပေါ့နော်ပိတ်တော့ပိတ်လိုက်ပြီဒီနေ့ဒီနေ့ပဲလာပိတ်ပြီးသွားတယ်သူတို့5မိနစ်10မိနစ်လောက်ကြာမယ်သူလက်အန်သေးလာပြီအဲ့တော့အိမ်မှာပိုက်လာပြင်းနေအဲ့ကျမနဲ့နောက်နှစ်ယောက်နဲ့အဲ့ယောက်ျားနှစ်ယောက်ကဝင်ဝင်ထိန်းတာပေါ့တော့လက်အန်သေးလက်အန်သေးလာပြီဆိုတော့ဝင်ထိန်းရတာပေါ့ဟုတ်ဟုတ်ကလေးကအေးဆေးဖြစ်သွားပါပြီကြာလက်ကြမ်းပါပြီဆော့လေးဆော့နေပါပြီဟုတ်